မင်္ဂလာပါ Football Review Channel ကနေပြန်လည်ပြီးတော့အကျိုးစွာရပါဗျဒီနေ့ကတော့ဗုဒ္ဓဘူးနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ဒါ Premier League ပွဲစဉ်တွေရောတခြားဒီထိပ်တန်းလေးပွဲစဉ်တချို့ရောဒီနေ့ညမှာကစားဖို့ရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့ကစားမဲ့ပွဲစဉ်တွေတည်းရနေပြီးတော့မှကျွန်တော်ဒီ Premier League ပွဲစဉ်စုစုပေါင်း6ပွဲကိုဒီနေ့ဗီဒီယိုမှာကြိုးပြီးတော့တုံ့တက်ပေးမယ်ပေါ့နော် ဲ့တော့ဒီနေ့ပွဲစဉ်တွေကိုကျွန်တော်အနေနဲ့ကြိုပြီးတော့မသုံးသက်ပေးရမှာဆိုလို့ရှင်ကျွန်တော်ရဲ့ဒီ Telegram Channel မှာဆိုလို့ရှင်လေဒီသုံးသက်ချက်တချို့တင်ပြီးရပါတော့အဲ့တော့ Telegram Channel ကိုမ join ဘူးဆိုလို့ရှင်ဒီ video အောက်ကဒီ comment မှာကျွန်တော် Telegram Channel link ကိုရချပေးထားတယ်ပြီးတော့ Discord ချင်းမှာဆိုလို့ရှင်လေ Telegram Channel link ချပေးထားတယ်ပေါ့နော်အဲ့တော့ Telegram Channel ကိုဒီဝင်ပြီးတော့ join ထားလို့ရတယ်ပေါ့နော် ဟုတ်ပြီတော့ဒီနေ့ညရဲ့ပထမဆုံးပွဲစဉ်ကတော့ဒီနေ့ညတနအိဆန်ကမှကစားမဲ့ Southampton နဲ့ Crystal တို့ရဲ့ပွဲစဉ်ပေါ့နော်။အဲပွဲစဉ်ရဲ့ဂျီးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့ Crystal ကတကိုးသွင်းရင်ဆယ်ပြားရမယ်ဆိုပြီးတော့ဂျီးထွက်လာတယ်။ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှင်အသုံးကိုသွင်းရင်ပြန်90ရမယ်ပေါ့နော်။ ဲ့တော့ South Titan ကပြိုင်ပွဲဆုံးနောက်ဆုံး10ပွဲမှာသူတို့နိုင်ပွဲတစ်ပွဲပဲရထားတယ်။ပြီးတော့အဝေးကွင်းမှာဆိုလို့ရှင်လည်းဒီအိတ်နိုင်ခဲ့တဲ့ပွဲကအဝေးကွင်းမှာ Ipswich Town နိုင်ခဲ့တာပေါ့နော်။ပြီးတော့ Burnley နဲ့ထိတဲ့တွေ့ဆုံကနောက်ဆုံး6ကြိမ်ကိုကျွန်တော်ပြန်ကြည့်ရင်လည်း South Titan ကနိုင်ပွဲတစ်ပွဲပဲရခဲ့တယ်။တစ်ဖက်က Burnley ကတော့လက်ရှိမှာပုံစံကောင်းနေရနေပြီးတော့နောက်ဆုံး9ပွဲမှာဆိုလို့ရှင်လည်းသူတို့ရဲ့တိုက်စစ်က twin goal 73 goal ရခဲ့ ီးတော့ပြိုင်ပွဲဆိုဝေးကွင်းနောက်ဆုံးခုနှစ်ပွဲမှာဆိုလို့ရှိရင်လည်းရှုံးပွဲလုံးဝမရှိသေးဘဲနဲ့နိုင်ပွဲ6ပွဲတိရခဲ့တယ်ပေါ့နော်ပြီးတော့ဒီ Saturday နဲ့တွေ့ခဲ့ရင်နောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်လည်း၄ပွဲလုံး Crucible ကနိုင်ခဲ့ပြီးတော့နှစ်ကိုပြက်နဲ့အနိုင်ရခဲ့ပွဲစဉ်စုစုပေါင်းပါလဲ၃ပွဲတိပေါင်ခဲ့တယ်ပေါ့နော် Southampton ကတော့သူတို့ကစားခဲ့တဲ့ Premier League နောက်ဆုံးပွဲ20မှာသူတို့16ဝယ်တီတီရှုံးနေပြီးတော့ဒီသူတို့ရဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်လည်းဒါ6ဝယ်စရိုက်တိ Losing Streak မတန်းစိုးတကူ Southampton ကပိုက်ဆိုင်ထားရပေါ့နော် ပြီးတော့ဆော့ဒရန်ကသူတို့ရဲ့အိမ်ကွင်းမှာကစားခဲ့နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ခံစစ်ပိုင်းအားပေးကို2ဂိုးဒါမှမဟုတ်2ဂိုးထက်ပိုပြီးတော့ဒီခွင့်ပြုပေးခဲ့ရတယ်အိမ်ကွင်းနောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်10ပွဲကပေါ့နော်ခွေစပယ်လေးအနေနဲ့ကကျတော့သူတို့ကစားခဲ့တဲ့အဝေးကွင်း ဒီနောက်ဆုံး၉ပွဲမှာဆိုလို့ရှိရင်သူတို့လုံးဝရှင်းပွဲမရှိကစားရတယ်။ပြီးတော့သူတို့ကစားရဲ့အဝေးကွင်းနောက်ဆုံး၁၀ပွဲမှာဆိုလို့ရှိရင်၇ပွဲကသူတို့ရဲ့တိုက်စစ်ကအတွင်းကို၂ဂိုးဒါမှမဟုတ်၂ဂိုးတက်ပို့ပြီးတော့အတွင်းခဲ့တယ်ပေါ့နော်။အဲ့တော့ဒီပွဲမှာကျွန်တော်အနေနဲ့ credibility ကိုသဘောကျတယ်။ Saturday တော့ဒီရာသီမှာသူတို့တန်းစင်းသလောက်တေချာနေပြီဖြစ်ပြီးတော့လက်ကျန်ပွဲစဉ်တွေအကုန်လုံးသူအနိုင်ကစားနိုင်ခဲ့ရင်တော့သူကရမတ်စုစုပေါင်း36မှတ်ပဲရနိုင်မှာပေါ့နော်အဲ့တော့ပဲလေးကဖောင်ကောင်းနေရကြောင့်ဒီပွဲမှာသူတို့ဆော့တဒန်ကို နှကိုးပြတ်တော့အတွင်းနိုင်လိမ့်မယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ဒီပထမဆုံးပွဲစဉ်မှာပဲလေးကိုရွေးချယ်ပေးလိုက်မှာပေါ့အဲ့တော့ဒုတိယမြောက်ပွဲစဉ်ကကျတော့ဒီနေ့ည09:15မှာပဲကစားမဲ့ဘုံမောက်နဲ့ Israel Town တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့ဂျေးကိုကျွန်တော်ပြန်ကြည့်ရင်ဘုံမောက်ကတကိုးသွင်း65ပြားရှုံးမယ်ဆိုပြီးတော့ဂျေးထွက်တယ်ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှိရင်3ကိုးသွင်း5ပြားရှုံးမယ်ပေါ့နော် အဲ့တော့ဒီဘုံမောက်တင်ကစားခဲ့တဲ့နောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်ရင်6ပွဲကအပြန်အလှန်တွင်းကိုရှိခဲ့တယ်ပြီးတော့ Eastwood Town တင်ကစားခဲ့တဲ့ဒါ Premier League နောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း6ပွဲကအပြန်အလှန်တွင်းကိုရှိခဲ့တယ်ပေါ့နော်ပြီးတော့ပထမကြော့ထိတ်တဲတွေးဆမှုကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းဒါဘုံမောက်က2-1နိုင်ခဲ့တယ်ပေါ့နော်ပြီးတော့ဘုံမောက်ကသူတို့ကစားခဲ့တဲ့ Premier League ီနောက်ဆုံး၉ဝဲကိုကျွန်တော်ပြန်ကြည့်ရင်၇ဝဲကနှစ်သင်းမဟုတ်၃ကိုတိရှိခဲ့တယ်။ပြီးတော့အစ်ဆွေတောင်းတင်းကစားခဲ့တဲ့ဝေးကွင်းနောက်ဆုံး၇ဝဲမှာဆိုလို့ရှိရင်လေ၄ဝဲကနှစ်သင်းမဟုတ်၃ကိုတိရှိခဲ့တယ်ပေါ့နော်။ပြီးတော့အစ်ဆွေတောင်းတင်းကစားခဲ့တဲ့နောက်ဆုံး၁၀ဝဲမှာဆိုလို့ရှိရင်လည်း၇ဝဲကနှစ်သင်းမဟုတ်၃ကိုရောက်ခဲ့တယ်။ပြီးတော့ဘောမောက်ကသူတို့အသင်းကစားခဲ့တဲ့နောက်ဆုံး၆ဝဲစရိုက်မှာဒီ၆ဝဲလုံးသူတို့ရဲ့ခန်းစစ်ပိုင်းကဒီပေးကိုတွေခွင့်ပြုပေးထားရတယ်ဗောနော်ပြီးတော့ဒီ e-sweat down အနေနဲ့ကျတော့သူတို့ကစားခဲ့တဲ့ပြိုင်ပွဲဆိုဒီ set တဲ့ဘွဲမှာဆိုလို့ရှိရင်သူတို့ ဒီကလင်းရှိတပွဲမှမရသေးဘူးသူတို့ရဲ့ခံစစ်ပိုင်းကပွဲတိုင်းကြီးပါပေးကိုတွေခွင့်ပြုပေးထားရတယ်ပေါ့နော်ပြီးတော့ဘုံမောက်ကစားရဲ့နောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲ9ပွဲကဒီအပြန်လည်သွင်းကိုရှိခဲ့တယ်ပြီးတော့ extra down ကစားရဲ့နောက်ဆုံး9ပွဲမှာဆိုလို့ရှင်လဲ10ပွဲကအပြန်လည်သွင်းကိုရှိခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဘုံမောက်ကလက်ရှိဖောင်ကောင်းနေတဲ့အသင်းတင်းဖြစ်တယ်ဆိုပေမဲ့လို့ခံစစ်ပိုင်းကိုပြန်ကြည့်နှစ်သင်းလုံးမှာကလက်ရှိအားနည်းချက်တွေရှိရဲ့ တပွဲပြက်မြတ်2-3နဲ့3-6ကြားဒီနှစ်သိန်းရဲ့ခန်းစစ်ပိုင်းတွေကခွင့်ပြုပေးတာဆိုတော့ဒီဘွဲမှာအပြန်လည်သွင်းကိုရရှိဖို့မျှော်လင့်နေပါတော့3-6ကနေဒီဘွဲကိုစကြည့်ခြင်းနဲ့အဲ့တော့3-6သွင်းရင်၅ပြရှုံးမယ်ဆိုမှလည်းကျွန်တော်ခိုးပေါ်ရွေးချယ်ပေးမယ်ပေါ့နော် အဲ့တော့ဒီဒီနောက်ထပ်ပွဲစဉ်တပွဲကတော့ Brighton နဲ့ Villa ပေါ့နော်အဲ့ပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့် Brighton က level 65ပြားရှုံးမယ်ပြီးတော့ goal ပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ goal သွင်းအပြား30ရမယ်ပေါ့နော်အဲ့တော့ Aston Villa ကပြိုင်ပွဲစဉ်နောက်ဆုံး6ပွဲစလိုက်သူတို့နိုင်ဝဲရတာတယ်ပြီးတော့ဒီကစားရေးရဲ့နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လည်း clean sheet က၄ဝက်တိရထားတယ်ပေါ့နော် Brighton ကတော့နောက်ဆုံးကစားရေး၂ပွဲစလိုက်ဒီ minute 90အတွင်းမှာနိုင်ဝဲလုံးဝမရသေးဘူးပြီးတော့ Aston Villa ကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့ Brighton နဲ့ကစားရေးရဲ့နောက်ဆုံး9ပွဲမှာ တို့ရှုံးခဲ့တာတပွဲပဲရှိရပါတော့ပြီးတော့ Brighton အသင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင် February နဲ့မလအစောပိုင်းနေမှာသူနောက်နိုင်ဝဲတောက်လျှောက်ရခဲ့ဆိုပေမဲ့လို့နောက်ဆုံးကစားရဲ့နှစ်ပွဲမှာတော့သူတို့နိုင်ဝဲပြောက်ခဲ့တယ်။တစ်ဖက်ကဘီလာကတော့လက်ရှိမှာပုံစံကောင်းနေတောက်လျှောက်ရနေပြီးတော့အဝေးကွင်းနောက်ဆုံးသုံးပွဲလုံးသူနိုင်ဝဲရထားတယ်ပေါ့နော်။ပြီးတော့ဒီပြီးခဲ့တဲ့ Prison Noise နဲ့ပွဲစဉ်မှာဆိုလို့ရှင်ဘီလာရဲ့တိုက်စစ်မှု Oliver Kane ကအရန်လူစင်းမှာပါခဲ့တယ်။ဝက်ကင်းကပြောရလို့ရှင် Brighton နဲ့တွေ့ခဲ့တဲ့ ရှစ်ပွဲမှာဆိုလို့ရှိရင်တို့ twin goal ခုနှစ် goal ထိရှားခဲ့ပြီးတော့ဒီနှစ်ပွဲစဉ်ရဲ့လူစင်းမှာလည်း working ကပါဝင်လာလို့ရှိရပါတော့။အဲ့တော့ဒီပွဲမှာကျွန်တော်ပီလာကိုတဘောကြတဲ့ Brighton ကိုသူအနိုင်မရခဲ့ရင်တော့ဒီလောက်တော့သူကစားသွားနိုင်လိမ့်မယ်လို့ထင်တယ်ပေါ့နော်။အဲ့တော့ဒီကြရင်65ပြားတီတီရှုံးမဲ့ Brighton တဲ့ဆိုင်ဒီပွဲမှာပီလာကိုရွေးချယ်ပေးခြင်းတယ်ပေါ့။ ဟုတ်ပြီတော့ဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲရကြတော့ဒီနေ့ည09:15မှာပဲကစားမဲ့မန်စီးတီးနဲ့လက်စတာတို့ရဲ့ပွဲစဉ်ပေါ့နော်အဲပွဲစဉ်ရဲ့အခြေကိုကျွန်တော်ပြန်ကြည့်မန်စီးတီးကဒီ 2D ပေါ့နော်နှစ်ကိုသွင်းတည်ရည်ဆိုပြီးတော့ခြေထွက်တယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှင်၃ကိုသွင်းပြားကိုသွင်းရှုံးမယ်ပေါ့နော်အဲ့တော့ဒီရာသီမှာမန်စီးတီးကတော်တော်လေးကိုရုန်းကန်နေရတယ်နောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာသူတို့နိုင်ဝဲတဝဲပဲရတာတယ် ဒီတစ်ဖက်ကလည်းဆက် CD ကတော့တန်းစင်းစုံမှာရောက်နေပြီးတော့ဒီနေ့ပွဲစဉ်မှာသူတို့တို့ကခြေလျှော်လို့မရဘူးပေါ့နော်ပြီးတော့ Man City က Premier League နောက်ဆုံး6ပွဲမှာသူတို့နိုင်ပွဲ9ပွဲပဲရထားသေးတယ်ဆိုပေမဲ့လို့ဒီပြီးခဲ့တဲ့တနင်္ဂနွေကကစားခဲ့တဲ့ဘုံမောက်နယ်ပွဲမှာသူတို့အနိုင်ရခဲ့ရဆိုတော့ဒီနေ့ပွဲစဉ်မှာသူတို့ Leicester City ကိုအနိုင်ကစားဖို့စိတ်တော်မိုင်းဆိုင်ရာအနေနဲ့သူတို့အားကောင်းနေလိမ့်မယ်ပေါ့နော်တစ်ဖက်က Leicester ကတော့ Nibia တဲ့ Nisser Ryan ရဲ့လက်ထက်မှာရလက်တီတောက်လျှောက်ဆိုးပြီးနေပြီးတော့နောက်ဆုံးကစားခဲ့တဲ့၄ပွဲစဉ်၁၃ပွဲတိရှုံးလာတယ် ပြီးတော့သူတို့ကစားရတဲ့လီကွဲစဉ်နောက်ဆုံး14ပွဲမှာဆိုလို့ရှိရင်လည်း17ပွဲကသူရဲ့တိုက်စစ်ကဂိုးမရခဲ့ဘူးပေါ့နော်ပြီးတော့ Leicester City ကသူတို့ကစားခဲ့တဲ့ဒီ Premier League နောက်ဆုံး14ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့ twin goal စုစုပေါင်းကဒီ၄ goal ပဲရခဲ့တာကိုတွေ့ရတယ်ပေါ့နော် Man City ကတော့အိမ်ဝင်နောက်ဆုံး၉ပွဲမှာစုစုပေါင်း twin goal 29 goal ဒီရထားတယ်ပြီးတော့ဒီရဒီမှာဆိုလို့ရှိရင် Man City ကဒီအိမ်ဝင်းမှာကစားခဲ့တဲ့14ပွဲမှာ9ပွဲ10ပွဲတိတိရခဲ့တယ်ဗောနော်ပြီးတော့ EDM မှာဆိုလို့ရှိရင်လည်းမက်ဆီဒီကပြန်များရမှတ်1.93လောက်ထိရတဲ့ ရထားရတဲ့ update ရပြီပေါ့နော်ပြီးတော့ lesser ကဒီ premier league မှာဆိုလို့ရှိရင်ဒါပထမဆုံးအသင်းတသင်းဖြစ်မှတ်တမ်းဝင်ရတယ်ပေါ့နော်ဒါကဘာလဲဆိုတော့သူရဲ့အင်ဝင်းမှာကစားရေးပွဲစဉ်တွေမှာဆိုလို့ရှိရင်ခုနှစ်ပွဲစလိုက်ရှုံးခဲ့ပြီးတော့တိုက်စစ်ကလည်းခုနှစ်ပွဲစလိုက်ထိကိုမရခဲ့တဲ့ပထမဆုံး premier league အသင်းဖြစ် lesser city ကလည်းရှိမှာမှတ်တမ်းဝင်ဝင်သွားခဲ့ပြီပေါ့နော် man city ကတော့ဒီ Leicester City နဲ့ကစားရတဲ့နောက်ဆုံး6ချိန်မှာဆိုလို့ရှိရင်၄ချိန်ကသူတို့ကလေးရှိရထားခဲ့တယ်အဲ့တော့ဒီပွဲမှာ မန်စီးရဲတိုက်စင်မှုဟာလန်းမပါဝင်နိုင်တဲ့အတိုင်းလက်ဆက်စီးဒီတော့ကရုန်းကန်ရနိုင်တယ်ဗောနောပြီးတော့ဒီပွဲမှာမန်စီးဒီကိုကျွန်တော်သဘောကျတယ်ကလင်းရှိနဲ့အတူမန်စီးဒီနိုင်သွားမယ်လို့ထင်တယ်ဗောနောအဲ့တော့ဒီနှစ်ဂိုးသွင်းရင်တေးဆိုပေမဲ့လို့မန်စီးဒီဒီပွဲမှာနှစ်ဂိုးသုံးဂိုးလောက်တော့ဒီတစ်ဖက်ကလက်ဆက်စီးဒီကိုအနိုင်ကစားနိုင်တယ်မလို့ထင်တယ်ဗောနောအဲ့ဒီပွဲမှာကျွန်တော်မန်စီးဒီကိုရွေးချယ်ပြီးခြင်းနဲ့ဗောအဲ့တော့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒီ ဒီနေ့ညတနားရီ15မှာပဲကစားမယ်နီယူကာဆယ်နဲ့ဘရန်ဖို့တို့ရဲ့ပွဲစဉ်မှာတော့အဲပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်နီယူကာဆယ်ကတကိုးသွင်းရင်ပြား90ရမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်၃ဂိုးသွင်း90ရှုံမယ်ပေါ့နော်အဲ့တော့နီယူကာဆယ်အတင်းကစားခဲ့တဲ့ပရီးမီယာလိအင်ကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်နောက်ဆုံး9ပွဲမှာဒီနှစ်တင်းမောင်းသွင်းကို၃ဂိုးတည်ရှိခဲ့တယ်ပြီးတော့ဘရန်ဖို့အတင်းကစားခဲ့တဲ့အဝေးကွင်းနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်လည်း၄ပွဲကနှစ်တင်းမောင်း9ဂိုးတည်ရောက်ခဲ့တယ်ပြီးတော့ဘရန်ဖို့ကဒီယာဒီတို့ကစားခဲ့တဲ့အဝေးကွင်း16ပွဲမှာ ူရဲ့တိုက်ဆက်ပိုင်းကဂိုမီရခဲ့တဲ့ပွဲစဉ်စုစုပေါင်း၃ပွဲပဲရှိရပါတော့ပြီးတော့နယူကဆယ်ကကျတော့သူရဲ့အင်ကွင်းမှာကစားခဲ့တဲ့စုစုပေါင်း၁၈ပွဲမှာတိုက်ဆက်ပိုင်းကအတွင်းကို၁၆ကိုတိုက်ဆက်ပိုင်းကအတွင်းကိုစုစုပေါင်း၁၆ပွဲထိ 6ပေါက်တွေ့ခဲ့တယ်။ပြီးတော့ဒီနှစ်သင်းရဲ့ထိတဲ့လူဆောင်ခဲ့နောက်ဆုံး3ဂျင်ကိုကျွန်တော်ပြန်ကြည့်ရင်3ဂျင်လုံး6ပေါက်ထားတယ်ပေါ့နော်။ပြီးတော့နေကုကဆယ်ကသူတို့ကစားခဲ့တဲ့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်4ပွဲကဒီခန်းစစ်ပိုင်းရပေကို2 9တောင်မှမဟုတ်2 9တက်ပို့ပြီးတော့ခွင့်ပြုပေးထားရတယ်။ပြီးတော့နေကုကဆယ်အသင်းကစားခဲ့အင်ကွင်းနောက်ဆုံး3ပွဲမှာဆိုလို့ရှိရင်လည်းဒီနေကုကဆယ်ကအဲ့ရဲ့အင်ကွင်းနောက်ဆုံး3ပွဲမှာအပြန်လည်တွင်းကိုရရှိခဲ့တယ်ပေါ့နော်။ပြီးတော့ Brentford အသင်းကစားခဲ့တဲ့အဝေးကွင်းဒါ Premier League နောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်4ပွဲက Brentford က ဒီ twin ကို2ကိုဒါမှမဟုတ်2ကိုတက်ပို့ပြီးတော့ twin တက်တာကိုတွေ့ရတယ်ပြီးတော့ brand phone ကဒါသူတို့ကစားခဲ့နောက်ဆုံး၉ပွဲမှာဆိုလို့ရှိရင် clean ရှိရခဲ့တာနှစ်ပွဲပဲရှိရပါတော့ပြီးတော့ဒီနှစ်သိန်းကြားလေးမှာထိတဲ့တွေးဆောင်ခဲ့တဲ့နောက်ဆုံးပြိုင်ပွဲဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်9ပွဲကအပြန်လည် twin ကိုရှိခဲ့တယ်ဆိုတော့ဒီပွဲမှာကျွန်တော်9ပေါ်သဘောကျတယ်အပြန်လည် twin ကိုရှိလိမ့်မယ်လို့ထင်တယ်3ကို twin ရင်ပြား90တိတိရှုံးမယ်ဆိုပေမဲ့လို့ကျွန်တော်ဒီပွဲမှာဒါ9ပေါ်ရွေးချယ်ပေးခြင်းနဲ့ပေါ့ ဟုတ်ပြီတော့ဒီနေ့ညရဲ့ဒါနောက်ဆုံးပွဲစဉ်ကတော့ဒီနေ့ညတနအိပွဲမှာကစားမဲ့ Liverpool နဲ့ Everton တို့ရဲ့ပွဲစဉ်ပေါ့နော်အဲပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင် Liverpool ကတကိုးသွင်း55ပြားတည်တည်ရှုံးမယ်ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှိရင်3ဂိုးသွင်းပြား90ရမယ်ပေါ့နော်အဲတော့နောက်ဆုံးထိလိုက်တိစုံဝင်တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်ရင်တော့တူးတူးနဲ့တည်ရကြတာရဲ့ Everton ကပြောလို့ရှိရင် David Mowbray ဒီတချို့ပြန်ကင်တွေပြီးရဲ့နောက်ပိုင်းမှာပုံစံကောင်းနေတောက်လျှောက်ရနေပြီးတော့ Premier League မှာဆိုလို့ရှိရင်လည်းသူ Bila နဲ့ပွဲစဉ်တပွဲပဲရှုံးတာတယ်9ပွဲ6ပွဲတိရခဲ့ပြီးတော့9ပွဲရတည်ရထွက် ကြားထားရပေါ့နော်လီဗာပူးကတော့လက်ရှိမှာဖောင်အောင်နေတယ်အစောပိုင်းမှာအားလုံးထင်ခဲ့ကြသလိုမျိုး ဖလားသုံးလုံးလမ်းကြောင်းကလက်ရှိမှာမျောလင်းစီရဖလားပရီးမီးယားလိတလုံးပဲကျန်တော့ပဲပေါ့နော်ပြီးတော့နယူကာဆယ်နဲ့ PSG တင်းတင်းတွေသူနောက်ဆုံးပွဲစဉ်တွေမှာစရိုက်ရှုံးခဲ့ပြီးတော့ဒီပြိုင်ဖလားပြိုင်ဝယ်ရတဲ့အတီးတီးနှုတ်ထွက်ခဲ့ရတယ်ပေါ့နော်လက်ရှိမှာဆိုရင်လီဗာပူးရဲ့အတွင်းပိုင်းမှာဆိုလို့ရှိရင်အာနိုရဲ့ အပြောင်းရွှေ့နေပတ်သက်ပြီးတော့ကရက်ထာနဲ့အေဗာဒန်ကလည်းလက်ရှိမှာဒေးဗစ်မိုရယ်စတင်ခိုင်တွေ့ပြီးရဲ့နောက်ပိုင်းမှာပုံစံကောင်းနေပြန်ရလာပြီးတော့တိုက်စစ်ပိုင်းရတဲ့တပွဲပြန်မြ1.79ထိရှိခဲ့တယ်။အဲ့တော့လီဗာပူးကလက်ရှိမှာဒီပရီးမီးယားလိဂ်ကိုသူတို့အနေနဲ့တေချာအာယုံဆိုင်ကစားမှဖြစ်တယ်လို့ဒီနေ့ပွဲစဉ်ကလည်းမာဆေးဆိုင်ဒါဘီပွဲစဉ်တပွဲဖြစ်တယ်ဆိုတော့ဂုံတိခါပိုင်းရအနိုင်ဖို့သူတို့ဂျိုးပြီးပြင်လာလိမ့်မယ်လို့ထင်တယ်။ပြီးတော့လီဗာပူးကဒါမဲ့လို့ သူတို့ရဲ့အိမ်ကွင်းမှာအပရန်ကိုအကန်ကစားခဲ့ရဲ့နောက်ဆုံး၅ပွဲမှာသူတို့အတွင်းကိုမြင်မဲ့ဆက်ဆက်မရခဲ့ပဲနဲ့နှစ်သင်းပေါင်းအတွင်းကို၃ခုကိုရောက်ခဲ့တာကိုတွေ့ရတယ်။အဲ့တော့ဒီပွဲစဉ်မှာအပရန်တရီတမတ်ရခဲ့မယ်ဆိုရင်တော့သူတို့အတွက်အကျိုးများရယ်ဆိုတော့သူတို့ရဲ့ခံစားပိုင်းကိုဒီနေ့မှာတင်ချပြင်ဆင်လာလိမ့်မယ်လို့လည်းထင်တယ်ပေါ့နော်။အဲ့တော့ဒီပွဲမှာကျွန်တော်၉ဘောက်ကိုကြိုက်တယ်လို့လေဘဘူးအနေနဲ့လည်းအပရန်ကိုတပိုးထပ်ပို့ပြီးတွင်းယူနိုင်ဖို့ခက်ခဲလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။အဲ့တော့ ီ3โกသွင်း50ကို3โกသွင်းပြ60တိရမယ်ဂိုးပေါင်ကြီးဒီကူမှာကျွန်တော်ဂိုးအောက်ကိုကြိုက်တယ်လို့ဒဘူဒီဘွဲမှာတကိုးသွင်း55ပြရှုံးမယ်ဆိုပေမဲ့ကျွန်တော်အေဗာဒန်ကိုသဘောကျတယ်ဗျာအေဗာဒန်ဒီဘွဲမှာတရေလောက်တော့သူကစားနိုင်လိမ့်မလို့ထင်တယ်ဗျာအဲ့တော့အေဗာဒန်နဲ့ဂိုးအောက်ကိုဒါဒေနီညရဲ့နောက်ဆုံးပွဲစဉ်အနေနဲ့ရွေးချယ်ပေးလိုက်မယ်ပေါ့